ဆရာသမားအရင်းကိုဂျေဇူးမတိချက်တဲ့မင်းသမီးအေးမြတ်တို့ရဲ့လုံရက်တစ်ခုကိုပြောလာတဲ့ဒါရိုက်တာတီဟာကျော်ဆိုပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့အနုပညာလောကမှာထိတ်တဲနေရကနေအောင်မြင်မှုတွေကိုရရှိနေတယ်မင်းသမီးကျော်အေးမြတ်တို့ဟာသူမရဲ့လက်ဦးစရာတဦးဖြစ်တဲ့ဒါရိုက်တာတီဟာကျော်ဆိုကိုဂျေဇူးမတိချက်တဲ့အကြောင်းအရာလေးတစ်ခုပြောပြချင်ပါတယ်အိမ်မြတ်သူကိုအနုပညာလောကရဲ့လက်တွဲခေါ်ခဲ့တဲ့လက်ဦးစရာတက်ဦးဖြစ်သူ ဒါရိုက်တာတင်ဟကျော်စိုးကမကြသေးခင်ကအင်တာဗျူးတစ်ခုမှာအေးမြတ်သူရဲ့လောရက်လေးတစ်ခုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ခံစားချက်တွေကိုရင်းဖွင့်ပြောကြားလာခဲ့ပါတယ်။ဒါရိုက်တာတင်ဟကျော်စိုးရဲ့ပြောပြချက်အရတော့အေးမြတ်သူကိုပရိသတ်တွေတရိထားမိလာစေမယ်။ခေါင်းဆောင်မင်းသမီးနေရာမှာပထမဆုံးချိန်တင်ရိုက်ခဲ့တာကသူကိုယ်တိုင်ဖြစ်တယ်လို့သိရပါတယ်။ဒါရိုက်တာတင်ဟကျော်စိုးကဂျမ်းမဆိုတဲ့ဗီဒီယိုဇာတ်ကားမှာအေးမြတ်သူကိုခေါင်းဆောင်မင်းသမီးအဖြစ်ပွဲထုတ်ခဲ့တာဖြစ်ပြီးအဲဒီဇာတ်ကားနဲ့ပဲအေးမြတ်သူဟာဂျမ်းမအေးမြတ်သူဆိုပြီးပရိသတ်တွေရဲ့ရင်ထဲကိုစတင်ရောက်ရှိခဲ့တာပါ။ ဒါတည်းမကသေးပါဘူးမအေးပွင့်မြင်းမြင်းဆန်လမ်း30ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းအေးမြတ်သူကိုခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ရေုံကြီးကြီးနဲ့ရိုက်ကူးပေးခဲ့တဲ့သူကဒါရိုက်တာတီဟာကျော်ဆိုပါပဲဒီလိုမျိုးကိုအတွက်အရေးပါတဲ့အနုပညာခရီးလမ်းရဲ့အစမှာလက်တွဲခေါ်ခဲ့တဲ့ဆရာတယောက်ဖြစ်ပေမယ့်အေးမြတ်သူတယောက်သူမရဲ့စူးစမ်းအားထုတ်မှုတွေအတွက် အမြင့်ဆုံးအသိမှတ်ပြုမှုဖြစ်တဲ့ Academy ထူးချွန်စုကိုထိုက်တဲ့တန်တန်စုကူရရှိတဲ့အချိန်မှာအဖြစ်ပြက်လေတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်။ Academy ဆုံးယူပြီးတော့ဆင်မြင့်ထက်မှာကျေးဇူးတင်စကားပြောတဲ့အခါမှာသူမရဲ့ဘဝနဲ့အနုပညာအတွက်ကျေးဇူးရှိခဲ့သူအားလုံးကိုနာမည်တက်ပြီးတော့ကျေးဇူးတင်စကားပြောခဲ့ပေမဲ့သူမကိုပထမဆုံးခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ပွဲထုတ်ပေးခဲ့တဲ့ဒါရိုက်တာသီဟကျော်စိုးရဲ့နာမည်ကိုတော့ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပါဘူး။ဒီအပေါ်မှာဒါရိုက်တာကြီးအနေနဲ့အနေငယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ရင်ဖွင့်ခဲ့ရပါ။ဒါပေမဲ့ဒီနေရာမှာဆရာတယောက်ရဲ့ မောမြတ်တဲ့စိတ်ထားကိုမြင်တွေ့ခဲ့ရပါတယ်။ဒါရိုက်တာတရားကြောင့်ဆိုကသူ့အနေနဲ့တပည့်ဖြစ်သူအေးမြတ်သူကိုလုံးဝအပြစ်မတင်ပါဘူး။စင်မြင့်ပုံမှာတနိုင်ငံလုံးကပရိသတ်တွေရှိမှာအကယ်ဒမီစုကြီးကိုလက်ခံရရှိခဲ့တဲ့အတွက်အစိတ်လှုပ်ရှားပြီးတော့အယံပျော်နေတဲ့အချိန်မှာသူ့ရဲ့နာမည်ကိုမေ့ကြံသွားတာဖြစ်မယ်လို့နားလည်မှုအပြည့်နဲ့ခွင့်လွှတ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကိုပြောပြပြီးရဲ့နောက်မှာဒါရိုက်တာကြီးကအေးမြတ်သူရဲ့အလုပ်ပေါ်မှာထားတဲ့ professional ကြောင့်မို့နဲ့စိတ်ဓာတ်တွေကိုချီကျူးစကားဆိုခဲ့ပြန်ပါတယ်။သူကဒီလောကထဲကမင်းသမီးတွေထဲမှာအေးမြတ်သူကလိမ္မာရေးကြောင့်အရှိဆုံး professional အဆန်ဆုံးနဲ့အလုပ်တွဲလုပ်လို့အကောင်းဆုံးထဲမှာပါဝါတယ်လို့ဆိုပါတယ်။တချို့မင်းသမီးတွေကရက်ခွင်းပေါ်မှာသူတို့မိခင်တွေရဲ့စကားကိုနားထောင်ပြီးတော့အလုပ်လုပ်ရတာအဆင်မပြေတာတွေဒါရိုက်တာရဲ့ character သွင်းမှုတွေကိုအပြေအဝမခံယူနိုင်တာတွေရှိတတ်ပေမဲ့အေးမြတ်သူကတော့အမြဲတမ်းကိုယ်ဆုံးဖြတ်ချက်နဲ့ကိုရပ်တည်ပြီးတော့ ဒါရိုက်တာလိုချင်တဲ့အတိုင်းအကောင်းဆုံးဖြစ်အောင်စ조사လုံးဆောင်ပေးနိုင်တဲ့အတွက်သူ့ကိုအရင်သဘောကျတယ်လို့ထပ်လောင်းပြောကြားသွားခဲ့ပါတယ်ဒီ interview လေးကိုကြည့်ချင်းအပြင်ဒါရိုက်တာကြီးတိဟကျော်စိုးအနေနဲ့သူ့ရဲ့တပည့်မလေးပေါ်မှာဘယ်လောက်ထိချစ်ခင်ဂုဏ်ယူလဲဆိုတာကိုပေါ်လင်းနေပါတယ် ကျေးဇူးတင်စကားပြောဖို့မေးချင်ခဲ့တဲ့ကိစ္စလေးအတွက်အနေငယ်ဝန်းနေစင်မကောင်းဖြစ်ခဲ့ပေမဲ့တပည့်ဖြစ်သူရဲ့အီအချင်းအလုပ်ပေါ်မှာထားတဲ့စိတ်ဓာတ်နဲ့ကြိုးစားမှုကိုတော့အပြေအဝအတိမတ်ပြုပြီးတော့ချီကျူးစကားဆိုခဲ့တာကတကယ့်ကိုဆရာပီးသားတဲ့မေတ္တာတရားပါပဲပရိသတ်ကြီးတို့အနေနဲ့ရောဒီအကြောင်းအရာလေးပေါ်မှာဘယ်လိုမြင်ကြပါသလဲရှင်စင်မြင့်ပေါ်မှာစိတ်လှုပ်ရှားပြီးတော့ဆရာဖြစ်သူကိုကျေးဇူးတင်စကားပြောဖို့မေးချင်ခဲ့တဲ့အေးမြတ်သူရဲ့အဖြစ်ကိုနားလည်ပေးနိုင်ပါသလားဒါမှမဟုတ်ဆရာရဲ့ကျေးဇူးကိုအမြဲတမ်းအမှတ်ရနေတဲ့လို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးကို ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်